မြတ်စွာဘုရားကသူ့ကိုမေးတယ်အေးလူဘဝတုန်းကဖြစ်ပျက်လူဘဝတုန်းကကျင့်သုံးခဲ့တဲ့တရားတွေရောအခုချိန်မှာကျင့်သုံးသေးသလားကျင့်သုံးနိုင်သေးသလားလို့မြတ်စွာဘုရားကသူ့ကိုမေးတဲ့အခါကျတော့အရှင်ဘုရားတဲ့တပည့်တော်လူဘဝတုန်းကကျင့်သုံးခဲ့တဲ့တရားတွေရောလူဘဝတုန်းကမဖြစ်ခဲ့တဲ့မကျင့်သုံးခဲ့တဲ့တရားတွေရောအခုတပည့်တော်တဏ္ဍာမှာဖြစ်နေပါလေတဲ့မြတ်စွာဘုရားဟာအခုချိန်မှာ ဖះစီကိုလာတဲ့ပုံကိုယ်တွေဟာဖះကိုကိုးကွယ်တဲ့ပုံကိုယ်တွေဒါမကဘူးဘိက္ခုဘိက္ခုနီဥပါဒကဥပတိကာမတို့အပြင်ပရပိုက်တွေလာတယ်တခြားဘာသာဝင်တွေကလာတယ်မင်းမင်းဆိုရာစာတွေလာတယ်အမတ်ကြီးတွေလာတယ်မြတ်စွာဘုရားစီလာကြတာတွေကအဲ့ဒီလို လာတဲ့ပုံကိုယ်တွေနဲ့အရှင်ဘုရားဟာဆုံတွေ့နေရတယ်လို့ပဲတဲ့ မြမပြေမှာတပည့်တော်စီတရားနာဖို့ဆိုပြီးတော့လာတဲ့ပုံကိုယ်တွေကနတ်တွေကအများကြီးပဲတဲ့ဟောနော်လာတွေ့ကြနတ်ပြေရောက်တော့လဲနတ်အချင်းချင်းလာတွေ့ကြအခုခေတ်လဲအတူတူပဲလေဆရာတော်ကြီးတွေဆိုသွားဖူးဖို့သွားကြတာပဲလေလူတွေအဲ့ဒါလိုပဲဟတ္တကစီတရားနာဖို့ဆိုပြီးတော့လာကြတယ်တဲ့တပည့်တော်ဟာတပည့်တော်စီမှာအဲ့ဒါလိုလာခဲ့ကြတာလည်းရှိပါတယ်တဲ့တပည့်တော်မှာ မယောင်ရဲတာ၃မျိုးရှိပါတယ်အားမရတာဘယ်တော့မှအားရတင့်တိတ်သွားတယ်လို့မရှိဘူးတဲ့အဲ့ဒါဘာလို့ဆိုရင်မြတ်စွာဘုရားကိုဖူးတွေးဖို့ဆိုရင်တပည့်တော်အားရတင့်တိတ်နေဘယ်တော့မှမရှိဘူးတဲ့နော်လူတွေဟာတစုံတစ်ခုစားလိုက်တဲ့အခါကျတော့ဝတ်သွားရင် တင့်တိတ်သွားတယ်ခေါ်တာမစားချင်တော့ဘူးဘလောက်ကြိုက်တဲ့အစာပဲဖြစ်ဝတ်ရင်တင့်တိတ်သွားတယ်မစားချင်တော့ ခတ်ကကဖျားဖူးရတာဘလောက်ပဲဖူးရဖူးရသူ့အနေနဲ့ဖျားဟာဖူးနေတုံးနဲ့ဖူးချင်တုံးပဲနောက်လဲဖူးချင်တုံးပဲဒီလိုပဲအာရတင့်တိမ်သွားတယ်လို့မရှိဘူးတဲ့သူတော်ကောင်းတရားကြားနာဖို့အတွက်လည်းပဲဘယ်တော့မှ တင့်တိမ်နေမရှိဘူးတဲ့ဘယ်တော့မှနားမငြိဘူးလို့ဆိုလိုတယ်သူတော်ကောင်းတရားနာရမယ်ဆိုဘယ်တော့နာရနာရနာနိုင်တယ်ပေါ့နာချင်တယ်တန်ခါကိုပြုစုလို့ကြွေးရမယ့်ကိစ္စမှာလဲသူ့မှာတင့်တယ်ရောင်ရဲခြင်းမရှိပါဘူး လူဘဝတုန်းကလည်းအဲ့လိုမရှိခဲ့ဘူးအခုမြမဘုံရောက်သွားတဲ့အခါမှာလည်းပဲတပည့်တော်မှာတင့်တယ်ရောင်ရဲမှုမရှိပါဘူးတဲ့ဒီသုံးချက်နဲ့ပတ်သက်လာလို့ရှင်တင့်တယ်ရောင်ရဲမှုမရှိဘူးလို့ဒီလိုလျှောက်ထားသွားတာအဲ့ဒီသုံးတယ်မှာအဲ့တော့လောကမှာဒီအမှန်တရားကိုသိသွားတဲ့ပုဂ္ဂိုလ်တွေဟာဘယ်ဟာတန်ဖိုးရှိတယ်ဘယ်ဟာတန်ဖိုးမရှိဘူးဆိုတာသူတို့ဆုံးဖြတ်နိုင်စွမ်းရှိပါ ရှိသွားသည့်အတွက်ကြောင့်တန်ဖိုးရှိတဲ့အရာကိုအမြဲတမ်းမျှော်လင့်နေတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်တယ်ပေါ့တန်ဖိုးရှိတဲ့အရာရဲ့တန်ဖိုးကိုပို့ပို့ပြီးတော့သူတို့ဟာသိရှိနားလည်လာကြတယ်အေဒီဟတကဆိုတဲ့အာလဝကမင်းသားဟာဒီတုတ်တန်အရာဆိုရင်အကယ်၍ဒီဟတကပဲဆိုလို့ရှိရင်သူဟာရသော်ပြားတဲ့အရင်ဘဝကိုအဆုံးသတ်သွားပြီးတော့ အဝိဟာဆိုတဲ့ဗြမဘုံကိုရောက်သွားတယ်။အနာဂံပုဂ္ဂိုလ်အနေနဲ့အဝိဟာဗြမဘုံကိုရောက်သွားတယ်။သူ့ရဲ့ခြင်းစဉ်ဟာတော့ဖရာဘုံဖရာဖူးဖို့ရာအာရတင့်တယ်နေလို့မရှိဘူး။တရားနာဖို့ရာကိစ္စအာရတင့်တယ်နေလို့မရှိဘူး။တန်ခါကိုစိတ်ကကိုယ်ွယ်ပြုစုလို့ကြွေးတဲ့နေရာမှာအာရတင့်တယ်နေလို့မရှိဘူး။မရှိဘဲနဲ့သာသူဟာဘဝတစ်ခုဆုံးသက်သွားရတယ်ဆိုတာလျှောက်ချသွားခြင်းပဲဖြစ်တယ်။